အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာမင်းတင်ထွန်ရေးသားတဲ့ Oh Devisra ဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ် Oh Devisra အမ်သူနဲ့ပြန်မတွေ့ခင်ကကျွန်တော်ငငယ်ကလေးကဆွဲလန်းရသည့်သူလေးသည်အမှန်တကယ်ပင် Devisra နဲ့မိမယ်လို့ချော်မော်ခဲ့သူလေးဖြစ်ပါသည်ကျွန်တော်ကရွှေဘူသား အထက်တန်းကျောင်းသားအရွယ်ထိဘယ်မင်းကလေးမှစိတ်မဝင်စားခဲ့ပါဘယ်မင်းကလေးမှစခြင်းနှောက်ခြင်းပူပန်ခြင်းမရှိခဲ့၍လဲတငယ်ချင်းတွေဤအံ့ဩမှုကိုခံခဲ့ရသည်15နှစ်16နှစ်အရွယ်ဆိုသည်မှာလူပြိုပေါ်ဝင်စားအရွယ်ကြီးကောင်ဝင်စားအရွယ်နှလုံးသားတုံခါစားအရွယ်ဖြစ်သည်အထူးသဖြင့်အချစ်ဆိုသည့်တမုတ်ရရာထဲတွင်စတင် ကုခတ်ခြင်းစိတ်ဖြစ်ပေါ်သည့်အရွယ်ဖြစ်သည် တငယ်ချင်းတွေကသူတို့မျက်စိတဲ့ဆွဲသည့်ကောင်မလေးသူတို့ရင်ကိုခုံချသည့်ကောင်မလေးများကိုချစ်သဝမ်းလွှာပါကြသည် စကားလိုက်ပြောကြသည်ပြေလည်သွားသူလည်းရှိသည်ကျောင်းအောင်ကြီးရုံကန်ရောက်သူလည်းရှိသည်ညင်းလိုက်လို့အသေးကွဲသူလည်းရှိသည်ထိုထဲတွင်ကျွန်တော်မပါဒီတော့တငယ်ချင်းဖြစ်သူတန်ထေးကဟဲ့အောင်မင်းဘယ်ကောင်မလေးမှစိတ်မဝင်စားဘူးလားဟုတ်မေးသည်အေးကျွန်တော်ကခေါင်းမော့လက်ပိုက်ပြီးဖြေသည်ဒီတော့ဒေါင်းကြီးက ငါဦးလေးပြောဖို့တယ်ကွယောက်ျားဆိုတာဘူးရင်ဘူးမဘူးရင်ဂန်တူးတယ်ကွလို့ပြောသည်တငယ်ချင်းတွေကရေချသည်ကျွန်တော်ကပြုံးလိုက်သည်ဘာပြုံးတာလဲမင်းကြိတ်ဖို့နေတဲ့ကောင်မလေးရှိတယ်မဟုတ်လားထုံမြင့်ကကျွန်တော်ကိုကြည့်ပြီးတရခန့်စစ်စစ်သည်တငယ်ချင်းများကလည်းကျွန်တော်ကိုဝိုင်းကြည့်နေကြသည်ကြိတ်ဖို့နေတာထက်ငါရင်ထဲမှာဆွဲလန်းနေတဲ့သူရှိတယ်ကွဟင်ဟုတ်လားကျွန်တော်စကားကြောင့်တငယ်ချင်းတွေအံ့ဩသွားကြသည် ။ချော့လာကွ။ညံထွန်းကမေးသည်။ချော့တာလှတာမှဒေဝစ်ရာနမ်မီမဲလေးအတိုင်းပဲကွ။ဟေးဟုတ်လားဘလို့ချော့တာလဲ။တောင်းချီကတအံ့တော်မေးသည်။သူ့အသားလေးကဖြူပြီးဝင်းအိနေတာ။မျက်လုံးကလေးတွေကလည်းဝိုင်းဆက်ဆူရှုံးနေတာ။မျက်တောင်လေးကလည်းစင်ရောတောင်းလေးလိုကော့နေတာ။မျက်ခုံးလေးကလည်းခုံမျက်စာတုံးရက်လာလေးလိုကွ။စပင်တွေကလည်းပရုံးရောင်လိုနှက်မောင်းနေတာ။ သူ့အတန်လေးကလည်းကျိုးကြတန်လိုရေစီးတန်လိုကွကျွန်တော်စကားကြောင့်တငယ်ချင်းတွေနှာခေါင်းရှုံသွားကြသည်ပိုရန်ကိုပေါ်လူရွှင်တော်ပြက်တယ်လို့မင်းကောင်မလေးကလူမဟုတ်ရဲ့လားဟုမမေးကြတာကံကကျွန်တော်ကတော့သူ့လေးကိုညတိုင်းအိမ်မက်ထဲမှာအမြဲတွေ့နေတာဟုပြောလင်ကျွန်တော်ကို ယူပြီးဟုပြောကြမည်မှာအမှန်ပင်ဖြစ်သည်တဲဆိုရဲစားပါလားတို့เจ้าကလားကွထုံမြင်ကမေးသည် မဟုတ်ဘူး ဒါဆိုမင်းတို့ရက်ွက်ကလားတန်ထေးကဝင်မေးသည်မဟုတ်ဘူးဒါဆိုဘယ်ရလဲကွထွန်းမြင့်ကစိတ်မရှိသလိုမေးသည်ငါငငယ်ကကြောင်းနေခဲ့တဲ့မကြီးကုန်းရွာကကွသူ့အလာကိုခုချိန်ထိငါစိတ်ထဲမှာစွဲနေတော့မယ်ဒါကြောင့်ငါဘဲကောင်းမလေးမှစိတ်မဝင်စားနိုင်တာပါ သူ့လောင်လှတဲ့သူငါတသက်တွေ့တော့မယ်မထင်ပါဘူးကွကျွန်တော်စကားကိုတငယ်ချင်းတွေစိတ်ဝင်စားသွားသည်ကျွန်တော်တကယ်ပျော်မှန်ခံစားနေရမှန်ယုံသွားသည် အထူးသဖြင့်ဒေဝစ်ရာနမ့်မိမယ်လို့ချောသည့်သူ့အကြောင်းကိုသိကျင်ကြသည်မေးကြသည်ကျွန်တော်ကလည်းပြောချင်ချင်ပါကျွန်တော်ငငယ်ကအဖေအမဖြစ်သူကြီးတော်ရှိရာအယာဝရီမြေယိုဘေကအထက်အညာမကြီးကုန်းရွာကို လိုက်ပြီးကြောင်းနေရသည်ကြီးတော်သားကိုဆိုးကမူလာရန်ကြောင်းဖြစ်သည်အဲ့ဒီမှာသူနှင်းစာတွေ့သည်ကျွန်တော်ကဒုတိယရန်ကြောင်းသာသူက စတုထရန်ကြောင်းသူဖြစ်သည် စတုံးထရန်တွင်ကျောင်းသားကျောင်းသူများများဆဆမရှိယောက်ျားလေး၂ယောက်နှင့်မိန်းကလေး၂ယောက်ပဲရှိသည်မိန်းကလေး၂ယောက်ထဲတွင်တစ်ယောက်ကမဲမဲကြုတ်ကြုတ်ပိန်ပိန်ရှိရှိဖြစ်သည်သူ့နာမည်ကမနစ်ကျော်တစ်ယောက်ကတော့ကျွန်တော်မျက်စီထဲတွင်လှလွန်းချက်ဆက်ဆက်ယိုနေသူဖြစ်သည်သူ့နာမည်ကမနွယ်ကြီးတဲ့နာမည်နဲ့လိုက်အောင်ကိုလုံးကိုပေါက်ကလည်းနွဲ့နွဲ့နှောင်းနှောင်းဖြစ်သည်စကားပြောတော့လဲတွယ်တွယ်ပြောင်းပြောင်းဖြစ်သည် သူ့ကိုမြင်းစားကပင်ခင်မင်သွားသည်မန်းရွက်ကြီးနှင့်မနဲ့ကျော်ကကြောင်ပိတ်ရက်တွင်အိမ်ကိုခဏခဏလာသည်ကြီးတော်ကိုကိုကြီးလောက်ကင်ပေးသည်ကျွန်တော်ကလည်းမန်းရွက်ကြီးကမွေးမင်းသာတိတ်မဆော့နဲ့ကြီးတော်ကလည်းကိုကြီးလောက်ကင်ပေးအောင်ဟုပြောပြီးပားလေးကိုဆွဲလိန်တတ်သည်ကျွန်တော်ငငယ်ကပိန်ပိန်ရှည်ရှည်ဖြစ်သည်နောက်ပြီးမန်းရွက်ကြီးကကျွန်တော်ကိုစားလဲပြပေးသည်။ကစားဖို့အကြပောင်းခွင်းပေးသည်ဝယ်လာပေးတတ်သည်။ မန်းွယ်ကြီးလိုစတိုးရတဲ့အကြောင်းသာကိုရွှေဝင်းကလည်းအင်ကိုလာပြီးကိုကြီးလောက်ကိုင်းပြတတ်သည်ကိုရွှေဝင်းကမန်းွယ်ကြီးကို တွေ့လင်းစတတ်သည်နောက်တတ်သည်မန်းွယ်ကြီးကမကြိုက်ပြန်ပြီးရန်ထောင်သည် ကျွန်တော်လည်းမကြိုက်ကိုရွှေဝင်းမန်းွယ်ကြီးကိုမစနဲ့ဗျကျွန်တော်ကကိုရွှေဝင်းရှေ့မှာခါထောက်ပြီးပြောသည်ဒီတော့ကိုရွှေဝင်းကရီပြီးဟဲဟဲချက်လို့စတာပါကွဟုတ်ပြောပြီးကျွန်တော်ကောင်းကိုပုတ်သည်ကျွန်တော်ကအပုတ်မခံ သူ့လက်ခေါင်းပေါ်မရောက်ခင်ကျွန်တော်လက်ဖြင့်ပုတ်ထုတ်လိုက်သည် မချက်နဲ့ဗျဟုတ်អော်ပြောသည်ကျွန်တော်စိတ်တူသွားသည်လက်သီးစုံနှစ်ခုကိုကြစ်ကြစ်ပါအောင်ဆုပ်ထားမိသည်အလကားမင်းကိုစတာပါကွာငါတို့လေပေါ်မှာမုံနေအများကြီးရှိတယ်တော့ဆ ਾਇ ရကိုရွှေဝင်းကကျွန်တော်ကိုချော်သည်သူတို့နှစ်ယောက်ကတကြီးသားနဲ့တကြီးသမီးဖြစ်သည်ကျေးရွာအုပ်ချုပ်သည့်တကြီးတော်မဟုတ်ကိုရွှေဝင်းအဖေကလှေတကြီးဖြစ်သည်မန်းရွယ်ကြီးအဖေကအင်းတကြီးဖြစ်သည် တရက်တော့မန်းရွက်ကြီးတို့အင်းနဲ့ငါးတွေပေါ်၍ကျွန်တော်နဲ့ကိုရွှေဝင်းအင်းဘေးငါးတွေတွားကောက်ကြသည်အင်းတဲကိုဘသူကဆိတ်ခတ်သွားမှန်းမသိငါးတွေကမူးနောက်ပြီးကန်းဆက်ပေါ်ခုန်တက်ကြသည် ကျွန်တော်ကငါးအကောင်ကြီးကြီးများကိုရွေးကောက်ပြီးပလိုင်းထဲထည့်သည်ကိုရွှေဝင်းကတော့တွေ့သည်မငါးတွေကိုတိမ့်ကြုံပြီးတော့တောင်းကြီးကြီးထဲထည့်သည်ဟေ့ဘာလုပ်နေကြတာလဲကျိုးကြတဲ့လေးကြား၍လှန့်ကြည့်လိုက်သည်မန်းရွက်ကြီးကလှေလောရင်းကန့်ကန့်လာသည် တန်တော်ရင်ထိတ်သွားသည်ကိုရွှေဝင်းကငါးကောင်နေတာမမြင်ဘူးလားမြင်ပြူဟုပြောပြီးရှာထုတ်ပြသည်ဟေ့ဟင်းစားဖို့ဆိုမပြောနင်းကရောင်းစားဖို့လုပ်နေတာမကောက်ရဘူးမန်းရွယ်ကြီးကတက်မထောင်ပြီးអော်ပြောသည်កောက်ဘလောက်ကိုရွှေဝင်းကသူ့ဖင်ကိုកောက်ပြသည်လက်ညှိုးနှချောင်းကိုကွေ့ကြည့်ဆန့်ကြည့်လောက်ခါကလောကလောဆိုပြီးမန်းရွယ်ကြီးကိုစားသည်မန်းရွယ်ကြီးကအကန့်ပေါ်တက်လာသည်လော်တက်ဖြင့်မြောက်ပြေးပြေးလာသည်သိဖို့သာဖြင့် ကျွန်တော်လည်းအလန့်တကြားနဲ့ပလိုင်းပစ်ပြီးပြေးသည်စိန်ပလိန်တိန်ကွင်းကိုရွှေဝင်းကမန်ွယ်ကြီးကိုစပြီး9000ထန်းကပြေးသည်ကိုရွှေဝင်းကကျွန်တော်ကိုကြော့ဖြတ်ပြေးသည်မန်ွယ်ကြီးကလည်းကျွန်တော်ကိုကြော့ပြေးလိုက်သည်စပင်တွေလေမာလွင့်ဝဲပြီးတမင်ပြိုမလေးလိုပြေးလွှားနေသည့်မန်ွယ်ကြီးကိုငေးကြည့်ရင်ကျွန်တော်ကြောက်ရွံ့လိုဖြစ်သွားသည်ကိုရွှေဝင်းကစတုထထရန်ကြတော့အောင်းထွက်ပြီးလေထိုးလိုက်သည် မန်းရွက်ကြီးကတော့စတုဒ္ဒရန်အောင်ပြီးတပိတ်ကျင်းမျိုးကအထက်တန်းအကြောင်းကိုသွားတက်သည်ကျွန်တော်ကတော့အကူကအကြောင်းပြောင်း၍ရွှေဘိုးပြန်ပြေးအကြောင်းဆက်တက်သည်ပေါန်တန်းရှေရှေရွှေဘိုးမင်းကြိုက်သည့်ရွှေဘိုးသူတွေကိုကျွန်တော်စိတ်ထဲလှသည်မထင်ကျွန်တော်စိတ်ထဲတွင်ငငယ်ကလေးကဆွဲလန်းခဲ့ရသည့်မန်းရွက်ကြီးအလှကိုမိသည်ဟုမထင်ဒါကြောင့်တက္ကသိုလ်ဝန်ထမ်းရောက်သည့်အထိဘဲကောင်မလေးမှယင်မခုံမိစိတ်မဝင်စားမိရေးစားမထားမိ ဒီလိုဖြင့်တက္ကသိုလ်ဝန်ထမ်းအောင်တော့တပိတ်ချင်းမျိုးမှာအလုံရသည်အလုံရတော့လဲဘဲကောင်းမလေးမှစိတ်မဝင်စားပါတနေ့နေ့တွင်ကျွန်တော်ဆွဲလန်းနေသည့်မန်နွေကြီးကို ပြန်တွေ့ရမည်ဟုမျှော်လင့်ထားသည်ရွှေဘိုမျိုးကနေတပိတ်ချင်းမျိုးကိုလာပြီးအလုံလုံတာကလည်းမန်နွေကြီးကြောင်းနေဘူးသည့်မျိုးမှလာပြီးအလုံလုံချင်းဖြစ်သည်တပိတ်ချင်းရောက်သည့်နေ့ကစပြီးမျက်လုံးဝိုင်းဝိုင်းမျက်တောင်ကော့ကော့အသားဖြူဖြူအမျိုးသမီးတစ်ယောက်ကို ရှာနေခဲ့သည်မတွေ့ ေသောသူကြာလင်မေပျောက်သောသူရှာလင် တွေ့ရပေမည်။အကြောင်းညီညွတ်သည့်နေ့တွင်မနှွက်ကြီးနေသည့်မကြီးကုန်းရွာကိုသွားရှာဖို့ကြံထားသည်။တနေ့တော့မထင်မှတ်ပဲသူ့ကိုပြန်တွေ့ရသည်။တောင်းကြီးကတပိတ်ချင်းထက်တန်းကြောင်မှအကြောင်းစည်ရေးလုံနေသည်။စနေနေ့မှာရွှေဘိုပြန်မှမို့လိုက်မလားဟုသွားမေးခြင်းဖြစ်သည်။ရှုံကန်းနဲ့ရောက်တော့တောင်းကျီစပွဲရှိကကလထိုင်းတွင်တောင်းဆရာမတယောက်ထိုင်ပြီးတောင်းကျီနဲ့စကားပြောနေသည် ကျွန်တော်ကဧည့်သည်ရှိနေ၍အနီးနားကကလထိုင်မောထိုင်ပြီးတရင်စာဖတ်နေသည်ဒေါ်နဲ့ကြည်ရေကိုရဲရစဝင်ဖြစ်ရမှာမို့ဆ ्याम အဖေနဲ့အမေနာမည်လေးပြောပါဦးမန်းနဲ့ကြည်ဆိုတော့ကျွန်တော်ခေါင်းမှတ်သွားသည်ဥပဝန်နဲ့ဒေါ်သားကြည်ပါအတန်အော်အော်ကြီးကိုကြားရသည်ကျွန်တော်ထိုနေရာကိုထသွားလိုက်သည်မွေးရစာတီကရောတောင်းကြည်ကဆက်မိသည်ဒီတပိတ်ချင်းမျိုးနယ်တွေကမကြီးကုန်းရွာကပါဟုတ်ပြီ ေးကြပြီဟိုဟိုမန်းနဲ့ကြည်လားကျွန်တော်ကတုံရင်စွာမေးလိုက်သည်ဆရာမက ကျွန်တော်ပဲလှည့်ပြီးမော့ကြည်ကဟုတ်တယ်လေဟုဖြေသည်မန်းနဲ့ကြည်အဖေကအင်းတကြီးမဟုတ်လားအင်းမန်းနဲ့ကြည်ကျွန်တော်ကိုမမတ်မိဘူးလားမောင်ထွန်းလေမွေမင်းသားလေကျွန်တော်ကအာရဝန်သားတန်းနဲ့မေးသည်မန်းနဲ့ကြည်ကကျွန်တော်ကိုကြည့်ပြီးမမတ်မိဘူးဟုဖြေသည်เจ้าเสียกูสู้หนีเลย ကြီးတော်ကြည်တူလေမေးတိတ်တိတ်ဖြစ်နေပြီမန်ွဲ့ကြီးကရတိပြတ်ဖြစ်ပြီးတောင်းကြည်နဲ့ဆက်စကားပြောနေသည်ကျွန်တော်မန်ွဲ့ကြီးကိုဆက်မမေးတော့တောင်းကြည်ကိုနှုတ်ဆက်ပြီးပြန်ခဲ့သည်နောက်တော့မန်ွဲ့ကြီးကိုမြို့ထဲမှာခဏခဏတွေ့သည်နှုတ်မဆက်တော့မမေးတော့မကြည်တော့ပြီမန်ွဲ့ကြီးနဲ့တွေ့ပြီးကလေးကညမှာတေဝစ္စရာနတ်သမီးလေးအိမ်မက်ထဲတွင် ပေါ်မလာတော့ပါပျောက်သွားပြီး မန်ရွက်ကြီး၏ရုပ်သည်ငငယ်ကရုပ်နှင့်လုံးဝခြားနာသွားသည်အရက်ကဂလန်ဂလာအသားကညူပြပြအတန်ကအော်အော်မျက်လုံးကပြူပြူမျက်ခုံးကထူထူနှာခေါင်းကပွားပွားမျက်နာပေါ်မှာဝက်ချံပရပြင်းနေဖြစ်သည် ကျွန်တော်သည်မန်ရွက်ကြီးကိုငငယ်ကတိကျံဖို့ကြောင့်ပြောဖို့မကြိုးစားတော့ပါ မန်ရွက်ကြီးပြောင်းလဲသွားသလိုကျွန်တော်စိတ်လည်းပြောင်းလဲသွားသည်တောင်းကြီးကဟဲ့အောင်မန်ရွက်ကြီးဆိုတာမိငငယ်ကလေးကဆွလန့်ခဲ့တဲ့ဒေဝိဆာလားကွာ ို့မေးတော့ကျွန်တော်ကရေးပြီးမင်းတို့ကိုငါပုံမြင်ပြောခဲ့တာပါကွာဟုပြောလိုက်သည်နှစ်တွေညောင်းတော့ကျွန်တော်လည်းမန္တလေးပြောင်းလာသည်မှာကြာပြီအိမ်အောင်ကြွေတာသမီနှင့်မြေးပင်ရာနေပြီတနေ့တော့မထင်မှတ်ပဲကန်းနာကငါးဈေးကိုရောက်သွားသည်ဈေးလေကောင်မှလူတွေဝိုင်းအောင်နေ၍တွားပြေဆက်ဆူကြည့်လိုက်သည် အလာထောင်ထောင်မောင်းမောင်းညွညွတုတ်တုတ်မိမကြီးတယောက်နဲ့ ပိန်ပိန်မဲမဲအရရှိရှိမိမချီတယောက်စကားများပြီးနှပန်းလုံးတတ်နေကြသည်ကျွန်တော်စိတ်ထဲထိတ်သွားသည်မနှဲ့ကြီးနဲ့မနှဲ့ကြော်လားဆိုပြီးတက်တက်မဲမဲကြည့်နေမိသည်ကိုထွန်းတော့ရအောင်ဇနီးတွေကပခုံးပုတ်ခေါ်မှကျွန်တော်လိပ်ပြာနိုးသွားသည်ထိုနေရာကထွက်ခဲ့သည် စိတ်ထဲမှာရည်ချင်တယ်လို့လို့ဟွန်းငါဒေဝစ်ရာလေးကိုတတိယရုံးလာမသိဘူး စိတ်ကို အပြည့်တင်တယ်လို့မေးလိုက်မိသည်မင်းတင်ထွန်းရွှေမြူတေရုပ်စောမဂ္ဂဇင်းမေလ2018ခုနှစ်ဒီစာအုပ်လေးကအရန်တွန်နေလို့လေအနုနုကနောက်ထပ်ရှီအင်ဂျင်ရေးထားတဲ့ငယ်နှခါဆိုတဲ့ဝတ္ထုတို့လေးကိုထပ်မံဖတ်ပြပေးထားပါရရှင်နားဆင်ခံစားပေးကြပါအောင်ရှင်ငယ်နှခါ ်ခင်မသည်အမေဤသမီးဦးဖြစ်သလိုအဖွားဤမြေဦးလည်းဖြစ်လေသည် အမေမှာနောက်ထပ်ကလေးတွေရကြင်တွင်ခင်မသည် သမီးအကြီးဆုံးပြီပြီအမေရင်ခွင်နှင့်တဖြည်းဖြည်းဝေးလာက အဖွားရင်ခွင်မှာသာပျော်ပိုက်တရင်အဖွားဤကရမနန်တင်သောရင်ခွင်နှင်းမှအိပ်ပျော်တတ်သောအကျင့်ဖြစ်နေ၏အဖွားနှင့်အတူအိမ်ရင်အဖွားပြောသောပုံမြင်တွေကိုနားထောင်ရတာလဲပျော်စရာတစ်မျိုးပင် ရွှေရုံနဲ့ရွှေကြားပုံပြင်မှာအပားဝလာသောရွှေကြားကိုအစကအမြင်ကတ်တော်လဲနောက်ပိုင်းရွှေရုံပြောသည်မယုံစားက တမျိုးပြီးတမျိုးဒုက္ခရောက်ရရှာသောရွှေကြားကိုတနာမိသည်မထွေလေးပုံပြင်နားထောင်တိုင်းငိုတတ်တော်လဲထက်ခါတလဲလဲပြောခိုင်းကနားထောင်၍မဝဖြစ်ခဲ့သည်ခင်မအွယ်ရောက်လာတော့အဖွားကရွှေရုံရွှေကြားလိုပုံပြင်မျိုးမပြောတော့ချေ သူမဤငယ်ဘဝတွေကိုပုံမြင်တပွဲ စီကားပတ်ကုံပြောပြတတ်သည် ခင်မကလည်းမထွေးလေးပုံမြင်ထက်မတိမီလိုက်သောအတိတ်ခေအကြောင်းကိုနားထောင်ရတာပို့၍နှစ်သက်လာသည်သို့သောအဖွာအများဆုံးပြောတတ်တာက အဖိုးအကြောင်းများသာဖြစ်၏အသက်80ကျော်ဆံဖြူသွားကြိုးပရေတွန့်နေသော အဖွာသည် အဖိုးအကြောင်းပြောပြနေစဉ်မှာထူးဆန်းသောရောင်ကြီးတစ်မျိုးဖြင့်နှုတ်ပြောနေသည် လန်ဆန်းနေသည်ဆန်းသစ်နေလေသည်အဖွားတို့ရွာက ကိုလူလာတို့ရွာလိုပေတရားနဲ့မနည်းဘူးအတွင်ပိုင်းကိုလှဲနဲ့တရက်ခီသွားရသေးတယ်အဖွားမျက်စိကငငယ်ကလေးကတွေးကြည့်ခဲ့တာ ရွာတွေကကာလာသားတွေကို ကြည့်တာမဟုတ်ဘူးရွာတွေကယောက်ျားလေးတွေကတောင်သူလဲလို့စစ်စစ်တွေးဆိုတော့ဖြင်းလုံးကြီးနှစ်နန်းဆက်တူတူဝိကျောပလာနဲ့ ဓမ္မရိုကြီးခါကြထုတ်ပြီးရွာရိုးလျှောက်ရင်အဖွားမြင်စီထဲမှာရုပ်ဆိုးလွန်းလို့လေအဖိုးနဲ့အဖွားကတရွာထဲမဟုတ်ပဲဘလို့ဆုံးကြတာလဲဟင်ကိုလူလှကအောင်သားရွာတကြီးသားလေအဖွားကရွာအချောအလနာမည်ကြီးကိုနောင်ကိုင်းဆိုတော့ကိုလူလှနာပေါက်သွားပြီးအဖွားကိုလာကြည့်တာဖွားကိုမြင်တော့သဘောကျသွားမှာပေါ့နော် အစ်စ်ပေါ့မြင့်ရဲ့ ဒါပေမဲ့အဖွားတို့ခက်ကခုခက်လို့မမြန်ဘူး။အောင်းတွေရှာတာပြောတာ။တူးကိုတူးအကဲခတ်တာနဲ့သုံးနှစ်သုံးမှကြာခဲ့တာ။သူခမားလည်းအဖွားကိုတွေ့ဖို့ရွာကိုချောင်းပေါက်မတက်လာရတာပေါ့။ကိုလူလာများလေကင်းရိုးတစ်လျှောက်စပိန်လေးစီးလာရင် ပိုးဘဝခေါင်းပေါင်းစားအဝါရောင်လေးကလေထဲမှာတလွင့်လွင့်နဲ့တိတ်ကြီးကောင်းတာပဲ။အဝတ်စားဆိုလဲပိုးအင်းကြီးနဲ့ဘန်ကောက်လုံးကြီးအောင်နုနုလေးတွေမှာဝစ်တာ။ လူကဖြူချောချောဆိုတော့တိတ်ကြည့်ကောင်းတာပဲအဲ့ဒီခက်ကလူတိုင်းစပိတ်မစီးနိုင်ဘူးကိုလူလှတာတကြီးတာမြို့ချောင်းသားမို့စီးနိုင်တာအဖိုးကဒီလိုဒီလိုမိုက်တော့အဖွားကကြိုက်တာတာပေါ့နော်ဟဲအဲ့ဒီတုန်းကမမိုက်ပါဘူးတော်လို့လိမ်မာလို့အဖွားကကြိုက်တာပါခင်မစကားအတိတ်ပဲကို နားမလဲတော့အဖွားကပြပြတလဲညင်သည် အဖွားသည် ရုတ်တရက်စကားပြောရက်သွားကား ဝီတီသောမျက်လုံးများဖြင့်အဝေးကိုငေးကြည့်နေသည်။ရေးဆက်နေ၍ကွဲခဲ့ရသောအဖိုးကိုတတိယနေသည်လား။သူမ၏လှပနုနယ်သောအတိတ်ကာလကိုလွမ်းမောတတနေသည်လားမသိနိုင်ပါခြင်း။ဖွာဟေးအဖိုးကတိတ်ချောတာပဲဆိုဟုတ်လား။ဟုတ်ပါတော့ချောချက်ကတော့ပြောမနေနဲ့။ညီအမေလှတာသူ့အဖေကိုလူလာကိုတူလို့ပေါ့ခင်မရဲ့ အဖိုးကဗီဒီယိုမင်းသားပဲသူဟိုဝမ်းတွင်းသားလေကိုကိုလင်းမောင်လားဖွာအေးဟုတ်တယ်အဲ့ဒီကောင်လေး ਨੇ တထရာတဲ့ပဲဒါကြောင့်ကိုကိုလင်းမောင်တရုတ်ဆောင်တော့ဇလန်တိုင်းအဖွားကကြည်တာကိုခုမှခင်မသဘောပေါက်တော့ဤအဖွားကအသက်80ကျော်တော်လဲအနှဖားပေါက်ထိုးနိုင်တော့ဖြစ်သည်ဗီဒီယိုကြည့်ရတာသဘောကျသည် ကိုကိုလင်းမောင်ပါတော့ဇကားတွေဆိုရင်မြေးတွေနဲ့ငွေဆက်ခါအခွေငါကြည့်တတ်သည် သို့သောသူမမင်းသားနာမည်ကိုမမှတ်မိခြင်းမင်းသား၏ဇာတိမျိုးဖြစ်သောဝမ်တွင်းမျိုးကိုအစွဲပြု၍ဝမ်တွင်းမင်းသားလေးဟုသာခေါ်တတ်၏သူမ၏အမြင်ကိုကိုလင်းမောင်နေရာမှအစာထို၍အဖိုးဦးလူလားဟုထင်မှတ်နေသေးလားမသိနိုင်ပါသူမခေါ်ရာကိုလိုက်ခေါ်ရင်ခင်မတို့တအိမ်သားလုံးကသူ့မင်းသားကိုဝမ်တွင်းသားဟုခေါ်တတ်နေပြီတရက်ခင်မ၏ဖခင်က ကိုကိုလင်းမောင်ကားသစ်ထွက်တာတွေ့၍အခွေငားလာသည် ညနေရုံးစင်တော်အဖွားကိုမှတ်မှတ်ရရမေးသည်အမေဗီဒီယိုကြည့်ပြီးလားအေးဟဲ့ကြည့်ပြီးဝမ်းတွင်သားလေးဘယ်နဲ့လဲကောင်းရဲ့လားဆွဲမရဖဲ့မရပါဟဲ့နူးမှမနူးတာစားရလဲငန်သေးတယ်ဗျာအဖေအံ့ဩသွားသည် အဖွားပြောတာသူနားမလဲနိုင်တော့ပါ နောက်မှအဖွားကသဘောပေါက်သွားတယ်လို့ဩဗီဒီယိုတဲကဝမ်းတွင်သားလေးကကောင်းပါတယ် ငါကမနေ့ကစားရတဲ့အမဲဝမ်းနဲ့သာကောင်းမကောင်းမေးတယ်ထင်လို့တဲ့တအိမ်သားလုံးအမဲသားမစားတော့လဲအဖွားကြိုက်တက်၍သူ့မအတွေ့အမဲနှံ့နဲ့ဝမ်းတွင်သားချက်ကိုမကြခဏချက်ပေးရသည်အမဲသားစား၍အဖွားဒီလောက်ကျန်းမာနေတာလားဟုခင်မတွေးမိသည်အဖွားဒီဂျပန်ခေတ်အကြောင်းပြောတတ်တယ်လို့စီတပိတ်သားတုံးချက်ခေတ်ကအုံစိမ့်နှုံတွေကိုရွတ်ပြတတ်သည် ရွှေမန်းဓမ္မဤရွဲကုံတဲ့တခြင်းကိုတန်နေတန်ထားနှင့်ဆိုပြတတ်သလိုလောဘကြီးလင် ဆုံးရှုံးတတ်ကြောင်းလမ်းညွန်တွင်တင်ပေးတတ်၏။သူမနှင့်အတူနေမြေးငါးယောက်ရှိတော်လဲအငယ်တွေကအဖွားနာတိတ်မကက်ချေ။ခင်မသာအဖွားနှင့်အနေများသည်အဖွားပြောတာတွေကဓာတ်ပြအပ်သွားထတ်သလိုခဏခဏကြားနေရ၍ရိုးဤနေပြီဖြစ်တော်လဲသူမ၏အနေမှာခင်မအမြဲတိခံနားထောင်ပေးလေ၏။ ကိုလူလာကစိတ်ရင်းသိပ်ကောင်းတာဒါပေမဲ့ငငယ်ကလေးကအလိုလိုက်ခံထားရတဲ့တကြီးသားဆိုတော့အလုံးလောက်တာ လက်ကြောမတင်ဘူးပော့ပော့နေပော့ပော့စားညင်ကမပြောက်ဘူးတခါတလေရွာပြင်ခဏဟေးဆိုပြီးရွာကလည်းဖဲရိုက်သွားကြတယ်လေစိတ်ညစ်ရာကြီးပါလားဟုတ်ခင်မစိတ်ထဲထင်မှတ်မိတော့လဲနှုတ်ကဖွင့်မပြောဖြစ်ပါအဖွားချက်တော့အဖိုးကိုမဝေပန်းကျင်တော့ကြောင့်ဖြစ်ပါ၏ သူ့အဖေဆုံးလို့တကြီးတက်လို့ရတော့လဲအနေထိုင်မပြင်းဘူးလေရွာမှာကိစ္စရှိရင်တကြီးကိုထထတော့မှရွာတကာဖဲဝိုင်းမှာလဲရှာကြရတာကြာတော့ရွာကလူတွေကမဖြစ်ချေဘူးဆိုပြီးကိုလူလှအကိုမိတိုင်းစေးကြီးကိုလူများကို အလုတ်ကထွက်ခိုင်းပြီးတကြီးလှောက်ခိုင်းကြတယ်အဲ့ဒီခေတ်ကတကြီးသားမှာတကြီးဖြစ်တဲ့ခေတ်ကိုယာရုပြုတ်သွားတော့အဖိုးနောင်သားရသွားမှာပေါ့နော်အမလေးအေးနောင်သားရဖို့နင်းနေတာတာ ခုမှတာဝန်ပေါ့သွားပြီဆိုပြီးထတော်မှပျော်ပွဲကျင်းပလိုက်သေးတယ်လေအဖွားဒီအဖိုးဆိုးတော်တွေကိုမိခင်တယောက်ကသားဆိုးအကြောင်းချစ်စနိုးပြောသလိုပြောပြနေခြင်းဖြစ်သည် အဖိုးပေတည်နေ၍အဖွားကပင်ကလေးခုနှစ်ယောက်၏စားဝတ်နေရေးအတွက်အိမ်တော်ကိုဦးစီးခဲ့ရတာထုံတော့ကို ကိုယ်တိုင်စီပြီးလေယာလှုပ်ခဲ့ရတာတွေကိုဂုံယူဝင့်ကြွားစွာပြောပြတတ်သည် သူမ၏သားသမီးအားလုံးကလည်း အဖွားဂုံယူပွဲရာတင့်တယ်အောင်မြင်သောဘဝတွေကို ပိုင်ဆိုင်ကြလိမ့်မည်။လှရမယ်လို့ညစာခက်တယ်ဆိုတာဟုတ်တယ်နော်ဖွာဒီလောက်ဆိုတဲ့ဖိုးကိုယူမိတာမှားလေခြင်းလို့ဖွာနောင်တရမှာပဲနော်။ခင်မက တွေးဆစွာပြောတော့အဖွားကုခန္ဓာတည်တည်သည် တောက်မှတ်သွား၏။ခင်မကိုစိုက်ကြည့်နေသောသူမ၏မျက်လုံးအစုံမှာမယုံကြည်နိုင်ပွဲအံ့ဩဝေရာတွေပြည့်ရှံနေသည် ်အကြကြီးစိုက်ကြည့်ရမှတက်ပြင်းခြတဲ့နဲ့အတူမတ်နေသောခါကလည်းပုံမှန်ဖြစ်သွားသည်ပောက်ပောက်ရှာရှာအေးကိုလူလှကိုလက်ထပ်ခဲ့လို့ဘာကိစ္စနောင်တရရမှာလဲဒီအတွေ့မျိုးဒီအသက်အရွယ်ထိတခါမှမပေါ်ဘူးပေါင်တော့သူနဲ့ရလို့တာသမီ9ယောက်ရခဲ့တယ်အဲ့ဒီတာသမီတွေလိမ်မာလို့ခုလိုအိုကြီးအိုမမအေးအေးဆေးဆေးနေနိုင်တယ်အဲ့ဒါသူ့ကျေးဇူးတွေပေါ်ဟဲ့ အဖွားဤအကြောင်းပြချက်ကရည်စရာကောင်းတော်လဲခင်မမလောင်ရက်ပါ မရဲရက်ပါ အဖွားကဆက်ပြောသည်ဒါပေမဲ့လူဆိုတာအကောင်းအကျင့်မရှိသလိုအဆိုးအကျည်လည်းမရှိနိုင်ဘူးကိုလူလှခမဖဲမရအရက်မတော့ဖဲလိမ္မာကားစမာမတည်သွားတာကို အဖွားစိတ်မကောင်းဖြစ်မိတာပါသူတည်တော့အဖွားက35နှစ်သူက38နှစ်လေး အဖွားသည်သူမ၏ချစ်လင်ကို15နှစ်ခန့်သာပေါင်းတင်ခဲ့ရတာပါလားအသက်ငယ်ငယ်မိုးဆိုးမှာဘဝတွင် အဖိုးနေရာမှာမြည်သူကိုမှအစာမထိုးအားကိုးမရှာဘဲရုန်းကန်နိုင်သော အာဃမိန်းမတစ်ယောက်ဖြစ်၏ခင်မကတော့အဖွား၏ဇွဲတက်တင်နဲ့ဘဲသူပြန်၍မနိုင်နိုင်သော အဖွား၏မြစ်တာတရားကိုသာအံ့ဩနေမိလေ၏ ခင်မ၏အဖေကသုံးနှစ်အရွယ်မောင်လေးအောင်အောင်အတွေ့မြင်းစည်းရုပ်လေးဝယ်လာသည်တစ်သားဖြင့်ပြုတ်လုံထားပြီးအောက်ခြေမှာလကျန်းတရံပြုတ်လုံထားကရှေ့နောက်လှုပ်ရှားစီးနိုင်သောမြင်းရုပ်ဖြစ်သည်အောင်အောင်ကမြင်းစည်းရမှာကြောက်နေသည်မြင်းကြောပေါ်ကိုလုံးဝအတင်မခံချေအဖွားကသူ့မြင်းကိုစီးစေခြင်းသောဖြင့်ချုံမော့ကပြောရမရသည့်အဆုံးအဖွားကိုယ်တိုင်မြင်းကိုခွစီပြလေ၏မြင်းလေအဖွားမြင်းစည်းရာကြည်စမ်းတက်ကလောက်တက်ကလောက်တွေ့လား စီးကြည့်မယ်နော်သူမကိုလုံးညံ့ညံ့လေးဖြင့်လှုပ်စီသည်ခင်မ၏အမေကမိဖို့ဆောင်မှအပြေးထွက်လာက အမေရဲ့လိမ့်ကြမှာကြောမကောင်းကြောမကောင်းဖြစ်ပါမယ်ဆင်းမှာဘာဖြစ်လဲငါမြေကိုမြင်းစီးတင်ပေးတာပဲအဖွားတော့တငယ်ပြန်ပြီထင်နေညမဖြစ်သူတင်တင်မကခင်မကိုတူတူလေးပြောသည် ဟုတ်မယ်မထင်ပါဘူးကွယ်ခင်မကမရေမရာပြန်ပြောရင်အဖွားကို အငေးသားကြည့်နေမိလေသည် အဖွားသဖင်ပြူတွေပြန်မဲကုန်ပြီတော့ခင်မက အဖွားကိုခေါင်းဖိပေးရင်အံ့ဩစွာအော်လိုက်သည်တအိမ်သားလုံးအဖွားရည်သဖင်ပြူတွေနှက်မောင်လာခြင်းအတွေ့ထင်ကျိအမျိုးမျိုးပေးကြသည် အဖွားနေ့စဉ်စားသုံးနေသောဆေးဝါးတွေထဲမှတစ်ခုခုကြောင့်ဖြစ်နိုင်သည်ဟုထင်ကျိပေးရင်ငိမ့်ခုံကြသည် အဖွားကခံစားမှုမရှိသောအပြုံးဖြင့်သာပြုံးနေသည် အမေအဖွားသဖင်တွေပြန်မဲသွားတာစမ်းလိုက်တာနော် မိဖို့ဆောင်မှာချက်ပြုတ်နေသောအမေကိုကိုညင်ရင်ခင်မကမေးသည်အမေကကြီးတခါငဲတခါဆိုတာလိုပေါ့သမီးရဲ့အသက်90နာနေတော့တွေးသစ်လောင်းပြီးရုပ်နဲ့စိတ်တွေပြောင်းလဲသွားတယ်ထင်ပါရဲ့ငဲမှုပြန်နေဆိုတာစိတ်ပြောင်းလဲခြင်းတမျိုးပေါ့နော်မေလူအိုတွေခလေးလိုနေရင်ငဲဘဝကိုတန်းတလာရင်ငဲမှုပြန်နေတငယ်ပြန်နေလို့အမျိုးမျိုးပြောကြတာပါပဲသမီးရဲ့ကိုအိုမတိတိကြကြသိရမယ်ကိစ္စပဲလေး တနေ့ကအမေမြေးထရင်မြင်းစီးပြတာကြည့်ပါလားတငယ်ပြန်တာလို့ပြောလို့ရတယ်လို့မြေးကိုမြင်းစီးစေခြင်းတဲ့ချစ်စောနဲ့စီးပြတာလည်းဖြစ်နိုင်တာပဲတခါတလေတော့လေအနာကငြိမ်သက်သွားတယ်သူတို့ဘဝမှာအတိတ်ကဆွဲလန်းခဲ့ဘူးတာတွေတတိယပြီးတတတာပြောတတ်တယ်နားထောင်မဲ့လို့ရှိရင်ထက်ခါထက်ခါပြောတတ်တယ်အဖိုးအကြောင်းအဖွားခဏခဏပြောတယ်လို့ပေါ့အင်းတချို့ကြတော့လေငယ်စဉ်ကထိန်းချုပ်မျိုးတိတ်မှုတွေကိုတိတ်တင်းကျပ်ခဲ့ပြီး အိုမင်းလာမှာစိတ်ကိုလွှတ်ချလိုက်တယ်လို့ဖြစ်ပြီးကြောင်ကရန်တွေဖြစ်ကုန်တယ်။ဒါအမေတွေးမိတယ်လို့ပြောတာနော်။အเจ้าရင်းကိုတော့ကာယကံရှင်းမှသိနိုင်မယ်လေ။ဒါကြောင့်လူဘဝမှာမွေးစားကတခါငယ်တယ်။အရွယ်အိုမင်းတဲ့အခါငယ်မှုပြန်ပြီးတခါငယ်တာကို ကြီးတခါငယ်နှခါလို့ဆိုကြတာပေါ့။အမေကသူ့မ၏အယူအဆကိုရှင်းပြ၏။ကိုတိုင်းသေးဘူးမှသေခြင်းတရားကို နားလည်မှ ဖြစ်တယ်လို့ကိုတိုင်းအိုမင်းမှသာ အရွယ်ရင်အိုခြင်းနဲ့ငယ်မူပြန်ခြင်းတို့၏ဆက်သွယ်မှုကိုသိနိုင်လိမ့်မည်ဟုထင်ပါ၏။ရှီအင်ဂျင်ငွေသားရေးမဂဇင်းအဂိုလာ2000ပြည့်နှစ်နာဆင်အပိတ်ခဲ့ကြတဲ့သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။